ပူပူနွေးနွေးမင်္ဂလာဆောင်ထားတာမို့ပြည်သက်တွေကချစ်စနိုးနဲ့ခဲဖို့တောင်းတဲ့အချိန်မှာအမတရားမုံဘိုးတွေအများကြီးထုတ်ပြီးခဲ့တဲ့တရုတ်ဆောင်ပိုင်းတကွန်မင်္ဂလာပါပြည်သက်ကြီးရှင်တရုတ်ဆောင်ပိုင်းတကွန်နဲ့မလင်းမြဘူးတို့ကတော့ပြီးခဲ့တဲ့ဆွန်လ14ရက်နေ့ကဆွေမျိုးမိတ်တင်ခါများနဲ့အနုပညာညီအကိုမောင်နှမတွေကိုဖိတ်ကြားပြီးခန္ဓာကြီးကျယ်တဲ့မင်္ဂလာအခမ်းပွဲကြီးကိုကျင်းပပြီးစီးခဲ့တာလည်းဖြစ်ပါတယ်။ညပိုင်းမှာတော့ပိုင်းတကွန်တို့ဇနီးမောင်နှံနှစ်ယောက်ကမင်္ဂလာညစာစားပွဲကိုကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာဦးအချိန်တွေကိုပျော်ရွှင်စွာနဲ့ဖြတ်သန်းနေကြတာလည်းဖြစ်ပါတယ်။အခုတခါမှဆိုရင်လေတရုတ်ဆောင်ပိုင်တကွန်တို့ဇနီးမောင်နှံက shopping center တစ်ခုကိုသွားတဲ့အချိန်မှာပရိသတ်တွေကပိုင်တကွန်တို့ကိုတွေ့ပြီးချစ်စနိုးနဲ့မုံမိုးတောင်းခဲ့ကြတာလည်းဖြစ်ပါတယ်။ပူပူနွေးနွေးမင်္ဂလာဆောင်ထားတဲ့တရုတ်သားလောင်းဖြစ်တဲ့ပိုင်တကွန်စီကကဲဘိုးအနေနဲ့တောင်းခဲ့ကြတာပါ။ပိုင်တကွန်ကတော့သူ့ကိုချစ်လို့နှုတ်ဆက်ကြပြီးတော့ကဲဘိုးတောင်းကြတဲ့ပရိသတ်တွေကိုချစ်ခင်ရင်းနှီးစွာနဲ့ပဲပြန်လည်တောင်းပြန်ခဲ့တယ်လို့ ုံမိုးတွေကိုလည်းအများကြီးပေးခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်ပိုင်တကွန်ကတော့အနုပညာသက်တမ်းအများကြီးမရှိသေးဘူးဆိုပေမဲ့လည်းလူကြီးလူငယ်ပြိသက်မရွေးချေရလောက်တဲ့အထိဆက်ဆံရေးကောင်းပြီးတော့ပြိသက်တွေအပေါ်မှာလည်းနွေးနွေးထွေးထွေးဆက်ဆံတတ်တဲ့သူတယောက်ဖြစ်ပါတယ်။ပိုင်တကွန်ရဲ့ပြိသက်တွေကတော့သူတို့ချေရတဲ့အနုပညာရှင်စီကအမတ်တရမုံမိုးတွေရကြလို့ပိုင်တကွန်ကိုအရင်ကထက်ပိုပြီးတော့ချစ်ခင်သွားကြပြီ။သဘောကောင်းတဲ့မင်းသားတစ်လက်အနေနဲ့လည်းမှတ်ချက်ပြုနေကြတာလည်းဖြစ်ပါတယ်။ဟာမယောက်ကားပိတ်ထားတယ်လေ။ဟာ အာကိုပိုင်အာဒီတော့ဖွဲလိုက်ဖွဲလိုက်ဟုတ်တယ်လေကိုပိုင်ကားတော့ပါကြီးလားမကဲဟိုရမဖဲပါနော်ဟာပြင်းလာပြင်းလာကဲအားရမယ်ဒီလိုတဲ့ဒီနေ့တော့လေငါရအာကတော့ ။ဟုတ်။အမလေးကဲဘွာလည်းပေးရ။ကျေးဇူးပါ။